လူရှင်များနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာ တရားနေဖြင့်ဥဒါနပါဠိတော်မှာလာရှိတဲ့ဒွိတာပထသုတ်တံကို ဟောကြားပေးမှာဖြစ်တယ်ဒွိတာပထဆိုတာမြမလိုလမ်းနှစ်သွဲလို့အဓိပ္ပာယ်ရတယ် ီတော့မြန်မာလူတရားကောင်းစဉ်ကို မှတ်မယ်ဆိုရင်တော့လမ်းနှစ်သွဲတရားဒေသနာတော်ဒီလိုမှတ်သားနိုင်တယ်ပေါ့မြတ်စွာဘုရားရှင်ဘုရားအဖြစ်နဲ့သာသနာပြုတာ45ဝါ45နှစ်ရှိတယ်ပေါ့ အဲ့ဒီ45နှစ်မှာနှစ်ပိုင်းပိုင်းနဲ့ဝါတော်20အထိကိုတစ်ပိုင်းပိုင်းနဲ့ဝါတော်20ကနေနောက်25နှစ်ကိုတစ်ပိုင်းပိုင်းနဲ့အဲ့တော့မြတ်စွာဘုရားရှေးပိုင်းကာလမှာမြတ်စွာဘုရားအတွက် အလုံးအကျွေးကတသက်မမှန်မရှိဘူးအမြဲမရှိဘူးပေါ့နော်ခဏခဏပြောင်းတယ်ဘုရားရဲ့အနိကဝေယဝိဇ္ဇလုတဲ့ပုဂ္ဂိုလ်တသက်မမှန်မရှိဘူးတခါတလေအရှင်နာဂသမလတာဝန်ယူပြီးတော့ဝေယဝိဇ္ဇလုတဲ့တခါတလေအရှင်သာကဒတို့အရှင်မေဂိယတို့ အရှင်ဆုံးတို့အရှင်နန္ဒတို့သူတို့ကမြတ်စွာဘုရားရဲ့ဝေယဝိသတိလောက်တယ်တခါတလေအရှင်သူနေခတ္တတို့အရှင် ဥပဝါနတို့ဝေယဝိသလောက်ကြတယ်အဲ့တော့အစောပိုင်းကာလမှာ မကြခဏပြောင်းတယ်ခုနှစ်ပေါင်းလောက်အထိပြောင်းတယ်ေဝါရော20နောက်ပိုင်းကြမှသာတတ်တော်လဲကြီးလာပြီ တတ်တတ်မတ်မတ်အလုတ်အကျွေးတပါတော့လိုတယ်ဆိုပြီးတော့ရွေးချယ်တဲ့အခါမှာအရှင်အာနန္ဒာတာဝန်ယူဖြစ်သွားတယ်ပေါ့အဲ့တော့အရှင်အာနန္ဒာကမြတ်စွာဘုရားရဲ့အလုတ်အကျွေးဝေယဝိဆာကိုတာဝန်ယူတာဟာမြတ်စွာဘုရားဝါတော်20နောက်ပိုင်းမှာသာဖြစ်တယ်ပေါ့အခုဒီဒွိတာပဋ္ဌလို့ခေါ်တဲ့လမ်းနှစ်သွဲတရားဒေသနာတော်က အစောပိုင်းကာလမှာဟောတဲ့တရားတစ်ပုဒ်ဖြစ်ပါတယ်။ဘွားတော်20အရှိပိုင်းကာလမှာဟောတဲ့တရားဒီတော့မြတ်စွာဘုရားမှာဝေယဝိဇ္ဇပြုလုပ်သူတတ်တတ်မှတ်မှတ်ရှိဘူး။အဲ့ဒီတော့ကမြတ်စွာဘုရားရဲ့ဝေယဝိဇ္ဇကိုတာဝန်ယူတဲ့သူကအရှင်နာဂသမလလို့ခေါ်တယ်။အရှင်နာဂသမလကပုထုဇဉ်ယဟန်ပဲရှိသေးတယ်။အဲ့တော့ပုထုဇဉ်ဘဝနဲ့မြတ်စွာဘုရားနောက်ကနေ တကောက်ကောက်လိုက်ပြီးတော့ဝေယဝိစပြုလုပ်ပေးနေတာမြတ်စွာဘုရားခရီးထွက်ရင်နောက်ကဘုရားရဲ့တပိတ်တွေသင်္ကန်းတွေကိုထမ်းပြီးလိုက်ရတယ်တနေ့မြတ်စွာဘုရားနဲ့အရှင်နာဂသမလနှစ်ပါခရီးထွက်လာကြခရီးထွက်လာကြတော့လမ်းနှစ်သွယ်နေရာတစ်ခုကိုရောက်လာတယ် လမ်းနှစ်ခုရှိတယ်ဘယ်လမ်းညာလမ်းလမ်းနှစ်ခုရှိတယ်လမ်းဆောင်ရောက်တော့အရှင်နာဂသမလကပြောတယ်အရှင်မယဒီဘက်ကလမ်းငါမှာလမ်းမှန်ပါဗျာအရှင်မယဒီဘက်လမ်းကိုကြွပါဒီလိုပြောတယ်ဖះကမဟုတ်ဘူးဒီဘက်လမ်းငါမှာလမ်းဒီဘက်လမ်းကိုသွားရောက်အောင်ဖះနဲ့တပည့်နဲ့သဘောထားမတူတော့ဘူး တပည့်ဖြစ်တဲ့ပုဂ္ဂိုလ်ကဟိုဘက်လမ်းကိုသွားမယ်လို့ပြောတယ်။မြတ်စွာဘုရားကမဟုတ်ဘူးဒီဘက်လမ်းကိုသွားရအောင်လို့ပြောတယ်။သဘောထားမတိုက်ဆိုင်တော့ဘူး။အဲ့တော့အရှင်နာကသမလားကသူ့လမ်းကိုသွားစီခြင်းတယ်။မဖြစ်လို့လဲဆိုတော့သူ့ငကိုတုံးကအဲ့ဒီလမ်းကိုသွားဘူးတယ်။လမ်းဖြောင်းနေနီးတယ်ပေါ့လေ။ကိုသွားလို့တဲ့နေရာကို ဒီလန်းက နီးတယ်ဖြတ်လန်းတပွဲလည်းဖြစ်နေတယ်ဒါကြောင့်သူကရဲရဲကြီးဘုရားကိုပြောနေတာဒီလန်းကအမှန်ပါဗျာဒီလန်းကသွားရအောင်ဘုရားကိုသူကခေါ်တယ်ဘုရားကလည်းမလိုက်ဘူးမဟုတ်ဘူးဒီဘက်လန်းကိုသွားမယ်ဆိုတော့အရှင်နာဂတမနာကပုတုဇဉ်ပဲရှိသေးတော့ဘုရားဘုံမှာជីညိုတာဟာជីညိုတာတက္ကနာပဲသူ့ရဲ့အတ္တတွေမာနတွေဟာတက္ကနာပဲလေ ဲ့တော့သူရွေးချယ်တဲ့လမ်းကိုဖះမလိုက်တဲ့အခါကျတော့ပုထုဇဉ်တဘာဝစိတ်ကောက်တာပေါ့ဘလောက်ပဲဖះကိုကြီးညိုပါတယ်ပြောပြောပုထုဇဉ်ကပုထုဇဉ်ပဲလေတိရိတာမှမပင်သေးတာသူ့မှာမာနတွေဆိုတာရှိတယ်ဒေါသတွေဆိုတာရှိတယ်အဲ့တော့မလုပ်တယ်လဲဆိုတော့အရှင်မယားရဲ့တပိတော်ရွေးတဲ့လမ်းကို မလိုက်ရင် အရှင်မယားရဲ့တပိတ်တင်ကကိုယ့်ဘာကိုယူတယ်ဟောဒီတိုင်းမြေကြီးပေါ်မှာဖះရဲ့တပိတ်တင်ကကိုချထားတာ ပုထုဇဉ်ဘဝဟာတည့်ပြီးတော့လဲတံမေကရကြာကောင်းတယ်နော်တလုံးကလုံးမှာအတုမရှိဘုံတော်အနန္တကံတော်အနန္တမြတ်စွာဘုရားနဲ့အတူတူနေခွင့်ရတာတောင်မှပုထုဇဉ်ရဲ့တဘာဝတရားကို ပြသေးတယ်နော်ကိလေသာကို ဖော်ထုတ်သေးတာပဲဘုရားအပေါ်မှာစိတ်ဆိုးစိတ်ကောက်မာနတခွဲသားနဲ့ဘုရားနဲ့လမ်းခွဲမယ်ဖြစ်ကုန်ရောအေးအရှင်ဘုရားကအရှင်ဘုရားလမ်းကိုသွားတပည့်တော်နဲ့တပည့်တော်လမ်းကိုသွားမယ်ဆိုပြီးတော့ဘုရားရဲ့တပည့်တွေသင်္ကန်းတွေကိုဒီတိုင်းပုံထားခဲ့တာ ဲ့တော့ဒကာဒကာမတို့အလွန်ပံဝေကဖြစ်ဖို့ကောင်းပါတယ်ပုထုဇဉ်ဘဝကလည်းမလောက်အောင်ပဲဘုရားကိုကြည်ညိုပါတယ်ပြောတရားကိုကြည်ညိုပါတယ်ပြောတန်ခါကိုကြည်ညိုပါတယ်ပြောပြောအချိန်မရွေးဒီစိတ်ကဖောက်ပြန်သွားနိုင်ပါတယ်နော်ကြည်ညိုတဲ့စိတ်ကနေမကြည်ညိုတဲ့စိတ်ကိုပြောင်းသွားနိုင်တယ်မေတ္တာစိတ်ကနေဒေါသစိတ်ကိုပြောင်းသွားနိုင်တယ်နော်မုဒိတာစိတ်ကနေအိတ်တာမစ္စရိယဘက်ကိုပြောင်းသွားနိုင်တယ်ဒါပုထုဇဉ်တွေရဲ့အဖြစ်ပဲ ပုရုษင်ဘဝရဲ့ဆိုးကျိုးတွေပဲဒီနေ့သူတော်ကောင်းဖြစ်နေပြီမဲ့နောက်နေ့သူယုံမှဖြစ်ခြင်းဖြစ်သွားနိုင်တယ်ပုရုษင်ဘဝဟာမကောင်းဘူးနော်အကြောင်းဦးဇနောတရားကမာတွေတံဝေကတွေယူဖို့ကောင်းတယ်ဘုရားသာသနာနဲ့ကြုံတော့ဒီပုရုษင်ဘဝကနေယုံထွက်ဖို့ကောင်းတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ကမမြဲဘူးမနဲ့သူတော်ကောင်းဖြစ်နေပြီမဲ့ညနေသူယုံမှဖြစ်သွားနိုင်တယ်မနက်မှာစိတ်ကောင်းဝင်နေပြီမဲ့ညနေမှာစိတ်ဆိုးစိတ်ပုတ်တွေဝင်သွားနိုင်တယ် သိမ့်ပြီးတော့ထိတ်လန့်ဖို့ကောင်းတဲ့ပုထုဇဉ်တွေရဲ့စိတ်တွေဖြစ်ပါတယ်အခုပဲကြည့်လေသုံးလောကထထမြတ်စွာဘုရားရဲ့အနိကဝေယဝိဇ္ဇကိုလုတ်ခွင့်ရနေပြီမယ်ဘုရားနဲ့သဘောထားမတိုက်ဆိုင်တော့လမ်းခွဲဖို့ကြိုးစားခဲ့တာကြည့်အဲအရှင်ဘုရားလည်းအရှင်ဘုရားလမ်းကိုသွားတပြည့်တော်လမ်းဒီပြည့်တော်လမ်းကိုသွားမယ်ဆိုပြီးတော့ဘုရားရဲ့သဘိတ်တွေသင်ခန်းတွေဒီတိုင်းပဲချသွားတာဘလို့မှဘုရားပြောမရအောင်အဲ့ဒီလမ်းကိုမသွားနဲ့ဒီဘက်လမ်းကိုသွားရအောင်ပြောမရအောင် ။ तू လည်းသူ့အတွေ့အကြုံနဲ့ तू အမှန်လို့လက်ခံထားတာကိုငါရွေးချယ်တဲ့လမ်းကမှာအမှန်ဆိုပြီးလက်ခံတာ။တကယ်ဆိုလို့ရှိရင်အရိယာပုဂ္ဂိုလ်သားဆိုလို့ရှိရင်ဘလို့တွေးမလဲဆိုရင်အော်မြတ်စွာဘုရားဒီဒီဘက်လမ်းကို မသွားခိုင်းဘူး။ငါရွေးတဲ့လမ်းကိုမသွားခိုင်းဘူး။နောက်တဲ့လမ်းကိုသွားခိုင်းနေတယ်ဆိုတော့အကြောင်းတစ်ခုခုတော့ရှိမှာပါလို့ဖြစ်ဆွတွေးလို့ရတယ်။ ဘုရားရှင်သည်တတ်တတ်မဲ့တော့တားမှာမဟုတ်ဘူးအကြောင်းတစ်ခုခုတော့ရှိမှာမြတ်စွာဘုရားရှင်သည်တပ်ပညုတဉာဏ်တော်ပိုင်ရှင်ဘုရားဖြစ်တယ်ငါဒုက္ခရောက်မဲ့အလုပ်ကိုတော့မြတ်စွာဘုရားပြောမှာမဟုတ်ဘူးအကြောင်းတရားတစ်ခုခုထူးနေလို့အဲ့ဒီဘက်လမ်းကိုမသွားနဲ့လို့ငါ့ကိုတားတာပါလေလို့ဖြည့်ဆွက်တွေးလို့ရတယ်ဒါအရိယာတွေရဲ့အမြင်ကို ပြောတာအရိယာဆိုရင်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကိုကြည်ညိုနားလည်တဲ့အတွက်ကြောင့်ကိုဉာဏ်မမီသည့်တိုင်အောင် တွေးပြီးလို့ရတယ်အကြောင်းတစ်ခုခုရှိနေမှာပါဆိုတဲ့အတွေးကလေးနဲ့ဖျားရွေးတဲ့လမ်းကိုရွေးမိမှာပဲအရိယာဆိုရင်တော့ဟိုပုထုဇဉ်ဖြစ်နေတဲ့အခါကျတော့ဖျားရဲ့တပိယတဉာဏ်တော်ပေါ်မှာ အလောက်တိနှစ်နှစ်ကကမယုံထားဘူးသစ္စာလေးပါးမှမသိသေးတာသစ္စာလေးပါးမသိသေးတော့ဖျားကိုယုံကြည်ပါတယ်ဆိုရင်မှလည်းအပေါ်ရန်ယုံကြည်ခြင်းသာဖြစ်တယ်ပေါ့ဖျားရဲ့ဉာဏ်တော်ပေါ်မှာလေးလေးနက်နက်နှစ်နှစ်ကကယုံကြည်တာမျိုးမဟုတ်ဘူးဒါကြောင့် ဖယားနဲ့စန့်ကျင်ပြီးလမ်းခွဲသွားတာလေဆိုတော့ဖယားတားနေတဲ့ဂျားတဲ့ကတစုတ်ထူသူ့လမ်းကိုသူရွေးသွားခဲ့တယ်ရွေးသွားတော့သွားရင်းသွားရင်းနဲ့လမ်းမှာဘာတွေ့လဲဆိုတော့သမားတွေနဲ့တွေ့တာပဲတောထဲမှာဓမြ900စကန်းချပြီးတော့နေနေတာအဲ့တော့ဓမြ900က ဖုန်းကြီးကို တွေ့တဲ့အခါမှာဟာဒီဖုန်းကြီးငါတို့စကမ်းရှိတဲ့နေရာကို လာနေတယ်မဖြစ်ဘူးနော်ဒီဖုန်းကြီးကိုငါတို့မှတ်လောက်သားလောက်ပညာပေးမှဖြစ်မယ်ဒီလမ်းဒီအန်ဒရယ်ရှိတဲ့လမ်းလူတွေမသွားသင့်တဲ့လမ်းလို့သိအောင်ငါတို့ပညာပေးမှဖြစ်မယ်ဒီလမ်းကိုလူတွေမလာစခြင်းမူးဓမြတွေရနော် သူတို့ကနိုင်ငံတော်ကိုပုံကံမှုစူးစမ်းနေတာဆိုတော့ဒီလမ်းကိုလူသေးအသွားအလာမလုပ်စေချင်ဘူး။ဒါကြောင့်ဒီဖုန်းကြီးကိုငါတို့ဒီလမ်းဒီအန်ဒရယ်ရှိတဲ့လမ်းလို့သိအောင်ပညာနဲ့နဲ့တော့ပေးမှဖြစ်မယ်ဆိုပြီးတော့ဓမြတွေကဖုန်းကြီးကိုဖမ်းချုပ်ဖမ်းချုပ်ပြီးတော့လက်တွေကိုရိုက်ချိုးခြေထောက်တွေကိုရိုက်ချိုးခေါင်းတွေကိုရိုက်ခွဲနော်အဲ့ဒီဥစဉ်ကို မတွေကနှိမ့်ဆက်ကြတယ်တင်ငန်းတွေလည်းဖျဲတပိတ်ကိုလည်းခွဲရှစ်ခက်ကတပိတ်တွေကမြေတပိတ်တွေများတယ်မြေတပိတ်ဆိုတော့ကွဲတာပေါ့တပိတ်တွေကိုလည်းရိုက်ခွဲတင်ငန်းတွေလည်းဆုပ်ဖျဲပလိုက်လူကိုလည်းသွေးရိုစည်းလောက်အောင်ကိုရိုက်နှက်တရားတော်မတတ်ဘူးယဟန်တပါးကိုမတတ်တင်ဘူးဆိုတဲ့အတွေ့အကြုံတော့တို့မှရှိတယ်။ဒါကြောင့်ဘုန်းကြီးကိုတော့တရားမတတ်ဘူး။ဓမြလုံနေပေမဲ့ ယဟန်တပါးကိုမတတ်သင်ဘူးဆိုတဲ့အတွေးလေးတော့တို့တို့မှရှိတယ်။ဒါကြောင့်အဲ့ဒီဘုန်းကြီးကိုတရားတော်မတတ်ဘူး။လက်တင်ရှိတွေကိုပဲနော်ရိုက်နှက်ခေါင်းတွေကိုခွဲသင်္ကန်းတွေကိုဖျက်တပိတ်တွေကိုခွဲဒီလောက်ပဲနှိမ့်ဆက်ရုံဝင်ပဲနှိမ့်ဆက်ပေးလိုက်တယ်။ဒါမှအော်ဒီလမ်းဟာအန္တရာယ်ရှိပါလားလို့သိသွားမယ်။ဒီလမ်းဟာလူတွေမသွားသင်ဘူးဆိုတဲ့သတင်းဟာပြန့်သွားမှာ။အဲ့ဒါနဲ့အရှင်နာဂသမလဟာ တွေးအလိမ့်လိမ့်ကပ်ပြီးတော့သင်ငန်းအပြဲတဲ့ထောင်းနဲ့ထောင်းနဲ့နဲ့မြတ်စွာဘုရားသွားတဲ့လမ်းကို ပြန်လိုက်လာတယ်။နောင်နာတွေရသွားပြီ။အော်ဘုရားကဒီလိုအန္တရာယ်ရှိတာကိုသိလို့ငါ့ကိုမသွားခိုင်းတာကိုဆိုတော့အခုမှနားလဲတာ။နဖူးတွေဒူးတွေတွေ့မှသာမှားမှန်သိတော့တာပဲ။ဥဒုဇင် တွေကအဲ့လိုပဲနော်။ပညာရှိတွေကဉာဏ်အမျော်မြင်ရှိလို့တားနာကို ကိုညံမမီတဲ့အခါမှာလက်မခံအောင်အဲ့တော့အခုလိုဓမြတွေရဲ့နှိမ့်ဆက်မှုကိုခံရမှသာငါမှားသွားပြီဆိုတာကိုသိပြီးတော့ဖျားသွားတဲ့လမ်းကိုနောက်ကနေလိုက်လာဖျားကလည်းသိတယ်ဒီယဟန်ဟာဓမြတွေနှိမ့်ဆက်မှုကိုခံရပြီးတော့ငါနောက်ကိုလာလိုက်မယ်ဆိုတာဖျားကသိတော့ဖျားလည်းခကြီးတိတ်မသွားဖြစ်ဘူးနည်းနည်းလောက်သွားပြီးတော့အရေးကောင်းတဲ့သစ်ပင်အောက်မှာထိုင်နေတယ်သူ့ကိုစောင့်နေတာသူပြန်လာမယ်ဆိုတာဖျားသိတယ် တော့အဲ့ဒီမှာမိကွန်းတစ်ခုမေးစရာရှိတယ်အဲ့ဒီဘက်လမ်းကိုသွားရင်အန္တရာယ်ရှိတယ်ဆိုတာကိုဖယားသိရင်ကြိုတင်ပြောပါလားအဲ့ယဟန်အဲ့ဒီလမ်းကိုမသွားနဲ့အဲ့ဒီမှာဓမြတွေရှိတယ်မိကွန်းနှိမ့်ဆက်လိုက်မယ်လို့ဖယားပြောပုပ္ပင်းလင်းလင်းပြောပါလားဘာလို့ဖယားကပုပ္ပင်းလင်းလင်းမပြောဘဲနဲ့မသွားနဲ့မသွားနဲ့တကယ်ပြောရတာတော့တကယ်ဆိုရင်ပုပ္ပင်းလင်းလင်းပြောတင်တာပေါ့အဲ့ဒီလမ်းကိုမသွားနဲ့အသက်အန္တရာယ်ရှိတယ်လို့ပြောပါလားဆိုတော့ပြောလို့မရဘူးပြောလို့မရဘူး ပြောလို့မရဘူးဆိုတာကဘာကြောင့်လဲဆိုတော့ဖခင်ပြောပေမဲ့လည်း तू လက်မခံဘူး तू မယုံဘူးတဲ့အကင်းဖခင်ကပြောမယ်ပေါ့နော်အေးအဲ့ဒီလမ်းကိုသွားရင်မင်းအတန့်အတန့်ရှိတယ်ဓမြတယ်မင်းကိုနှိမ့်ဆက်နိုင်မယ်လို့ပြောပေမဲ့လည်း तू မယုံနိုင်ပါဘူး तू လက်ခံမှာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကံတရားတွေကတိတ်ဆိုင်းကြတယ်လူတယောက်ဟာအကုသို့ကံနေအကျိုးပေးချိန်တန်းလာပြီး ပြက်စီးချိန်တန်လာပြီဆိုလို့ရှိရင်လေလမ်းမားကိုလည်းလမ်းမှန်ထင်တယ်မကောင်းတာကိုလည်းအကောင်းထင်တယ်တော်တော်ကံတရားတွေဟာစမ်းကြဲတယ်ပြက်စီးချောင်းကိုလည်းជីပွားချောင်းလို့ထင်သွားတယ်နော်ပြက်စီးချောင်းဆုပ်ယုပ်ချောင်းတွေကိုជីပွားချောင်းတိုးတက်ချောင်းလို့ထင်ပြီးတော့လုံးမိတတ်တယ်လမ်းမားကိုလည်းလမ်းမှန်ထင်ပြီးလုံးမိတတ်တယ်အဆိုးတွေကိုလည်းအကောင်းထင်ပြီးတော့လုံးမိတတ်တယ် အကုသိုလ်ကံအကျိုးပိတ်ချိန်တန်ပြီဆိုရင်အမြင်လေးလုံးဝလွဲထွက်သွားတယ်။ဒါကိုဦးဇင်းတို့ကျမ်းဂန်ထဲမှာဗာပြောတယ်လဲဆိုတော့ကံမာပရန္တသတ္တနံဝိနာသေးပိစုပတ္တိတေတတဝါရီဟာတဲ့အကုသိုလ်အကျိုးပိတ်လို့ပျက်စီးချိန်တန်လာပြီဆိုရင်တဲ့အနယောနယရူပေနဗုဒ္ဓမာဂမတတတိနိမလမ်းမတွေကိုနိမလမ်းမလို့ထင်ပြီးတော့မလုံတဲ့နာတွေလုတ်ပြီးပျက်စီးသွားကြတာပဲ။ အခုလည်းဒီအရှင်နာဂသမလမှာအကုသို့အကျိုးပေးချိန်တန်လာလို့ပါအကုသို့အကျိုးပေးချိန်တန်လာတဲ့အတွက်ကြောင့်ခင်ဗျားကဘလောက်ပဲတားတားသူ့စိတ်ထဲမှာဒါကမှအမှန်တွားကိုတွားရမယ်လုတ်ကိုလုတ်ရမယ်လို့အတွေးတွေပေါ်နေတာတဲ့ဒါကြောင့်ခင်ဗျားကပြောလဲမထူးတဲ့ပုံကမဟုတ်လို့တိတ်ချင်ချင်ဝေပြောမနေခဲ့ပါဘူးတဲ့ခင်ဗျားပေါ်မှာသာပြစ်မဆော်ကားပြီးတော့အကုသို့တွေကြီးကုန်ပါတဲ့ ဖခင်ကတသက်ငါ့ကိုမသွားစေချင်လို့လီစေပြီးပြောနေပါတယ်လို့ဖခင်ပေါ်မှာစွတ်စွတ်မိပါလေဖခင်ကဘာမှမဟုတ်ဘူး तू မသွားစေချင်လို့ငါ့ကိုခြောက်နေတာငါ့ကိုလှန့်နေတာပါလို့ဖခင်ပေါ်မှာစော်ကားမိသွားမယ်ပုထုဇဉ်တွေကတိတ်ကြောက်လို့ကောင်းပါတယ်နော်တော့ငါ့ကိုမသွားစေချင်လို့မြတ်စွာဘုရားကတသက်မဲ့လီစေပြောနေတာပါဆိုတဲ့အတွေးတွေသာတွေးမိသွားရင်သူ့မှာ အလွန်ကြီးမားတဲ့နော်အကုသို့ကံကြီးဖြစ်သွားမှာဒါကြောင့်မြတ်စွာဘုရားကပြောမရမဲ့အတူတူ အကုသို့ဖြစ်သွားနိုင်တာမို့လို့သူ့ကိုအကြက်တဝင်းရှင်းပြမနေတော့ဘူးတန်တရားတွေကတိတ်ဆန်းကြပါတယ်ဦးဇင်းတို့တခါတော့ကအမျိုးသမီးတူစိတ်တွေဖြည်းစည်းပြီးတော့ကိုကကိုဇွဲသောချသေးဖို့ကြိုးစားတာရှိတယ်ဖီအားတွေများစိတ်တွေဆင်းရဲပြီးတော့ လူဘဝမှာမနေချင်တော့ဘူးသေတာပဲကောင်းပါလေဒါအတွေ့အမှအမြင်မှတွေနော်သင်ရင်ကောင်းကောင်းကောင်းတယ်ဆိုတဲ့အတွေ့ဟာအတွေ့အမှအတွေ့အမှအမြင်မှပဲလေအခုတော့အကျိုးပေးချိန်တန်းလာပြီဆိုရင်တည်သွားတာဒီပြင်ရင်ဘဝဒုက္ခကနေလွတ်မြောက်ချောင်းလို့ထင်သွားတယ်သင်ရင်အေးတာပဲဆိုတဲ့အတွေ့တွေဝင်လာတယ်နော်သိစမ်းကြတယ်အဲ့ဒါနဲ့ तू ကဇွဲသူချသေးဖို့စူးစမ်းတယ် ဒါအတွေ့အမှအမြင်မှားတယ်နော်အကုသိုလ်ကံအကျိုးပေးချိန်တိုင်လာပြီဆိုရင်နိမလမ်းမတွေကိုနိမလမ်းမထင်းလာတယ်အဲ့လိုတေဖို့စူးစမ်းချင်းတည်ပြီလေရင်နိမလမ်းမကိုနိမလမ်းမထင်းနေတာလေအဲ့တော့ तू အင်ရှိရသစ်ပင်မှာကျိုးကိုဆွဲပြီးတော့ခွင်းလေးလှုပ်ထားအဲ့ဒီမှာမသေးခင်လေးမှာတတိတစ်ခုရလာတော့ဩကိစ္စတစ်ခုရှိသေးတယ်ဆိုပြီးအိမ်ထဲခဏဝင်သွား ိမ်ထဲမှာလှုပ်ရှားတခုရှိတယ်ဆိုပြီးတော့အိမ်ထဲခဏဝင်သွားတယ်။သူမှားစရာရှိတာမှားတာလည်းဖြစ်မှာပေါ့။တေတန်းစာတွေပါရေးတာလည်းဖြစ်မှာပေါ့။တိတ်တိတ်ဆန်ဆန်အဲ့ဒီအချိန်မှာတခုတယောက်ကလည်းအိမ်ကိုရောက်လာတယ်။ရောက်လာတော့အဲ့ဒီတစ်ပင်မှာချိန်ထားတဲ့ကျိုးကိုတွေ့တော့တခုအောင်အာရဝန်တာနဲ့ဟန်ကြပြီ။ဒီကျိုးကိုငါဖြုတ်မယ်။ဒီကျိုးကိုဖြုတ်ပြီးတော့အိမ်ကထဲကပစ္စည်းတွေကို ီကျိုးနဲ့ထုတ်ပိုးပြီးတော့တည်သွားမယ်ပေါ့နော်တခိုးကသူ့အတွင်းနဲ့သူဒီကျိုးကိုဖြုတ်ယူမယ်အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုကျိုးနဲ့ထုတ်ပိုးပြီးတည်မယ်ပေါ့အဲ့ဒါနဲ့တခိုးကအဲ့ဒီကျိုးကိုဖြီးဖို့ကြိုးစားတယ်အဲ့ဒီအချိန်မှာကျိုးကငွေပုံတရံဖြစ်လာပြီးတော့တခိုးကိုလှမ်းပေါက်မဲ့ပုံတရံမျိုးတရှူရှူတချဲချဲဖြစ်လာ ကျိုးကလည်းငွေပုံတရံဖြစ်သွားတယ်ဒါကံရဲ့အစမ်းကျင်ပုံတော့ တခိုးရဲ့အာယုံမှာငွေလို့ထင်သွားတယ်။အမွေတကောင်ကဒါကကျိုးမှမဟုတ်ပဲငွေတကောင်ကတစ်ပင်မှာတွဲကြနေတာပါလားဆိုပြီးတော့တခိုးကတချိုးတည်းပြေးတော့တာပဲ။ကျိုးကိုငွေထင်ပြီးတော့တခိုးကကျိုးကိုမပြေးတော့ဘူးအိမ်ကပစ္စည်းလည်းမခိုးတော့မင်းနဲ့ပြေးတာ။အဲ့တော့အဲ့ဒီကျိုးကဒီတိုင်းဟာဒီတိုင်းပဲ။အဲ့တော့မျိုးသမီးကအိမ်ထဲမှာသူကိစ္စပြီးတော့ တည်တော့မယ်ဆိုပြီးတော့အပြင်ကိုပြန်ထွက်ပြီးတော့ဇွဲစိုးရှာပြီးတည်သွားတယ်။တန်တရားစမ်းချက်ပုံပြောပြတာပါ။အကရင်သာတခိုးကအဲ့ဒီကျိုးကိုဖြီလိုက်မယ်ဆိုလို့ရှိရင်တေချာတယ်အဲ့ဒီအမျိုးသမီးတည်ခွင့်ရမှာမဟုတ်တော့ဘူး။သူ့ဇွဲစိုးချတည်ခွင့်မရတော့ဘူး။သူ့ဇွဲစိုးချတည်ခွင့်ရဖို့အတွက်ကျိုးကနေမွေးပုံတရံဖြစ်ပြီးတော့တခိုးကိုမောင်းထုတ်လိုက်တာ။ ်ဘယ်သူလောက်တာလဲလို့မင်းကံတရားပဲကံတရားတွေကသိစမ်းကြတယ်နော်အဲ့ကြောင့်ပြောချင်တာကကံတရားတွေကအကျိုးပေးချိန်တန်းလာပြီဆိုရင်ဖះလဲတားလို့မရဘူးလို့ပြောချင်တာဟုတ်ဒီမျိုးသမီးတွေတေချာပေါ့အခုလို့ကျိုးသက်ချတင်ရမဲ့ကံပါလာတာမို့လို့တခိုးကဒီကျိုးကိုဖြုတ်ခင်မရလာရဲ့အခုလဲဒီအရှင်နာဂသမလကိုမြတ်စွာဘုရားဘလို့မှတားရမှာမဟုတ်ဘူးသူ့မှာအကုသို့အကျိုးပေးဖို့အချိန်တန်လာပြီမို့လို့ ဖခင်တားလို့လည်းမရနိုင်ဘူးဆိုတာကိုဖခင်သိတော်မူတယ်။ဒါကြောင့်ဖခင်မတားတော့ဘူး။ဒါဥစဉ်တော့တံခွေကယူစီရကောင်းပါတယ်နော်။ကံတရားတွေစမ်းကြယ်ပုံတွေ။အဲကြောင့်လူတွေဟာကံတရားရဲ့အကျိုးတွေကိုမျက်မြင်ဒိဋ္ဌမတွေ့သေးတဲ့အခါမှာတော့တုံ့ပြန်ပြုံးပြုံးနဲ့မကောင်းမှုတွေကိုလုပ်ကြတယ်မကောင်းမှုတွေပြောကြတယ်။เออกันเตียอโจเป็งไฉนตันลาไปဆိုရင်တော့မပြောနိုင်တော့ဘူးမပြောနိုင်တော့ဘူးပေါ်ဟင်းညှိထွားပြီးတော့မကောင်းကျိုးတွေကို ားစီးခံရတော့တာပဲပေါ့အေးကောင်းပြီအခုအရှင်နာကသမလကသွေးတန်ရဲရဲနဲ့ဓမြတွေရဲ့နှိမ့်ဆက်မှုကိုခံရပြီးတော့ဘုရားနောက်ကိုလိုက်လာဘုရားကလည်းအဲ့ဒါကိုသိလို့တမင်တကာခကြီးမဆက်ပဲနဲ့အရေးကောင်းတဲ့သစ်ပင်အောက်မှာတရင်သုံးပြီးစောင့်နေတာဆိုတော့မြတ်စွာဘုရားကိုဥစ္စာကြော့ပြီးတော့အရှင်ဘုရားအရှင်ဘုရားတားမြစ်တဲ့လမ်းကိုသွားမိတော့အခုတော့တပြည့်တော်မှာသင်ငန်းတွေလည်းပြဲ ။တပိတ်တွေလည်းကွဲခေါင်းတွေလည်းသွေးတန်ရဲရဲဖြစ်နေပါပြီဗျာ။သူ့ရဲ့မိုင်းမမှုကိုမြတ်စွာဘုရားကို ပြန်ချောက်ထားတယ်။အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားတစ်ပုဒ်ခေါ်တယ်။ဘုရားပြောတဲ့တရားကဘာလဲဆိုတော့ကျိုးကြငှက်ဟာတဲ့။နွားနို့နဲ့ရေနဲ့ရောနေတဲ့အခါနွားနို့ကိုပဲ ဆုပ်ယူသွားတယ်တဲ့ရေကိုထားခဲ့တယ်တဂျိုးကြရဲ့သဘောတရားပဲဂျိုးကြဟာနွားနိုးနဲ့ရေနဲ့ရောနေတာကိုနွားနိုးတသက်ကိုပဲဆုပ်ယူသွားတယ်တဲ့ရေကိုခြံထားခဲ့တယ်ဒီတိုင်းပါပဲတဲ့လောကမှာအမှန်အမှားကို ခွဲခြားသိမြင်တဲ့ပညာရှိတွေဟာတဲ့လူမိုက်တွေရဲ့ဂျားထဲမှာအတူတူသွားအတူတူနေအတူတူစားနေကြရပြီမဲ့တဲ့ မကောင်းမှုကိုမလုပ်ပါဘူးလောကကြီးမှာကအကုန်လုံးလူလိမ္မာပညာရှိတွေမဟုတ်ဘူးလေလူမိုက်တွေလည်းအများကြီးပဲအဲ့တော့ကိုရက်ကထဲမှာကိုရွာမှာကိုမြို့မှာကိုနိုင်ငံမှာအကုန်လုံးလူကောင်းတွေကြီးမဟုတ်ဘူးလူဆိုးတွေလည်းရှိတာပဲအဲ့တော့ဒီလူတွေကြားထဲမှာမိမိတို့အတူတူနေကြရပြီမဲ့အတူတူစီးပွားရေးလုပ်နေကြရပြီမဲ့လူမိုက်တွေနဲ့အတူတူဆက်ဆံနေရတယ်လူမိုက်တွေနဲ့အတူတူစီးပွားရေးလုပ်နေရတယ် လူမိုက်တွေနဲ့မပတ်သက်ခြင်းမပတ်သက်နေရတယ်ဘလို့ပဲလူမိုက်တွေနဲ့အတူတူသွားအတူတူနေအတူတူစားအတူတူပတ်သက်နေရပြီမယ်မကောင်းမှုကိုမလုပ်ပါဘူးကိုယ့်ရဲ့ရက်တီချက်အတိုင်းပဲကိုနေတယ်လို့ပြောတာနော်သူများမိုးခါရင်တော့လိုက်မတော့ဘူးလို့ပြောတာသူများမှားတိုင်းလိုက်မမှားဘူးလို့ပြောတာသူများလှုပ်တိုင်းလိုက်မလှုပ်ဘူးပြောတာသူများပြောတိုင်းလိုက်မပြောဘူးလို့ပြောတာမလောက်ပဲလူပိုင်ကြားထဲမှာနေနေလူပိုက်တွေနဲ့အတူတူသွားသွား အမှားအမှန်ကိုခွဲခြားသိမြင်တဲ့ပညာရှိဟာမကောင်းမှုကိုမလုပ်ဘူး။ဥယျက်တိချမ်းနဲ့ကိုနေတယ်။ဘုရားကဆုံးမစကားပြောတာ။ဒါလူမိုက်တို့ရဲ့လမ်းနဲ့ပညာရှိတို့ရဲ့လမ်းမတူဘူး။ငါဟာလူမိုက်တွေနဲ့မနေဘူး။သူတို့ကောင်းတွေနဲ့တတ်တပ်ပဲနေမယ်ဆိုတော့ဒီခေတ်မှာမဖြစ်နိုင်ဘူး။ဒီကိမှာကပညာရှိသူတော်ကောင်းတွေကတပြည့်တပြည့်နဲ့ချားလာဘူး။အဲ့တော့စီးပွားရေးတွေလောက်ရတယ် အတူတူပေါင်းရတယ်အတူတူသွားရတယ်အဲ့တော့လူမိုက်တွေလုတ်တလို့လိုက်လုံမယ်ဆိုရင်ပညာရှိမပြီးသားဘူးပေါ့တခါတော့ကဒကာကြီးတချို့ပြောတယ်ရှိတယ်တော်တော်များများပါပဲဒကာတော်များများပြောတယ်ရှင်မရတပည့်တော်တို့ကပုံမှန်ဆိုရင်၅ဗတ်သီလထိမ့်ပါတယ်ဗျာသူရအမေရိယသီလလည်းထိမ့်ပါတယ်ဗျာမချိုးပေါက်ပါဘူးတဲ့ဒါပေမဲ့ရှင်မရတဲ့အပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့ဆုံတဲ့အခါ လုံဖော်ကင်မိုက်တွေနဲ့စုံတဲ့အခါအလုံးလောက်တဲ့အခါမျိုးတွေမှာသူတို့ကိုအဲ့ခံရတာတွေရှိတယ်ကျွေးမွေးရတာတွေရှိတယ်အဲ့ဒီကတပည့်တော်တို့တောက်ဖြစ်တယ်ဖျားလို့ပြောတာနော်ဆိုတော့ဒါဟာမဖြစ်တဲ့ကိစ္စပေါ့ဘုရားရဲ့အဆုံးမှာဒီတရားဒေသနာတော်ကိုအသေးစားအာရုံပြုကြည့်ပါနော်လုတ်ပါစီးပွားရေးလုတ်ရှားရှိတာလုတ်ပေါင်းရှားရှိတာပေါင်းသွားရှားရှိတာတွားနေရှားရှိတာနေ ဒါမှမဟုတ်သူတို့ကလည်းသူတို့လုပ်ကိုသူတို့လုပ်ပါစေကိုကလည်းကိုယ့်ရက်တီချန်နယ်ကိုနေရမယ်လေဟိုဒီဒီတရားတော်ဘုရားပြောတယ်လူမိုက်တွေနဲ့အတူတူနေကြပေမဲ့အတူတူသွားနေကြရပေမဲ့အတူတူလုပ်နေကြရပေမဲ့ပညာရှိရအမှားမဲ့သိတဲ့ပညာရှိရမကောင်းမှုကိုမလုပ်ပါဘူးအဲ့လိုပဲပေါ့ဘလောက်ပဲအပေါင်းအသင်းတွေနဲ့ဆုံဆုံသူတို့တောက်ရှင်နဲ့တောက်ပါစေကိုတော့မတောက်ဘူးပေါ့ကိုယ့်ရက်တီချန်နယ်ကိုနေပါပဲကိုကိုကျင်တရားကိုထိုင်ရမှာပဲလေ သူတို့ကဘလောက်ပဲအတင်းတိုက်တိုက်အေးငါကတော့ဖရားရဲ့သားတော်ပြီးတော့အောင်ကြိုးစားနေတယ်နော်ဘုဒ္ဓဘာသာတဝူးဖြစ်တဲ့အတွက်ကြောင့်ဖရားရဲ့အဆုံးအမကိုမျက်မျက်နှုံနှုံကျင့်သုံးနေတယ်ဆိုတာကိုထင်ရှားသိစေရမှာဖြစ်တယ်ဗျာတချို့နိုင်ငံဇာတာတွေနဲ့အတူတူတွဲလောက်ကြတာတွေရှိတယ်အဲ့တော့နိုင်ငံဇာတာတွေနဲ့အတူအတူလုပ်တဲ့အခါမှာသူတို့ကိုအဲ့ခံရတာကျွေးမွေးရတာတွေရှိတယ်အဲ့သူတို့ကနော် ောက်ဖို့တိုင်တွန်းတာတွေရှိတယ်အဲ့ခါကျရင်ပို့ပြီးတော့တော့ကိုကရက်တီရမှာကိုကိုကျင်တရားကိုကိုဖတ်တွေ့ထားရမှာသူတို့ကိုသိစေရမှာတို့မြန်မာလူမျိုးတွေဟာဖယားရဲ့အဆုံးအမကိုဘယ်လောက်ထိတန်ဖိုးထားသလဲဆိုတာကိုကဘာသိအောင်ပြရမှာလေသူတို့ဘယ်လောက်ပဲကိုကိုတိုက်တိုက်ကိုငင်းရမယ်တို့ဟာဗုဒ္ဓဘာသာတွေဖြစ်တယ်တို့ဖယားကသူရာမေရိယကို၆ဖို့တိုက်တွန်းထားတယ်ဒါကြောင့်တို့ဟာဘလို့အချိန်လေးရောက်ရောက်သူရာမေရိယကိုမလွန်ကျူးဘူးဆိုတာကိုကဘာကိုချပြရမှာပေါ့အခုတော့မဟုတ်ဘူးနော် အပေါင်းအသင်းတွေနဲ့တွေ့တဲ့အခါမှာတောက်လိုက်တယ်ဆိုတော့နိုင်ငံခြားသားတွေကအထင်သေးတော့မှာပေါ့။ဩဘုန်းတော်ဘာသာတွေကသူတို့ဖရာအစကားကိုလည်းနားမထောင်ကြပါလားလို့အထင်သေးတော့မှာပေါ့။ဒါကြောင့်ဦးဇင်းတို့အမြဲတမ်းပြောပါတယ်။ထေရဝါဒသာသနာတော်ကို ကိုကျင့်တရားဖြင့်ထင်ရှားစေရမည်ဆိုတာ။ကိုသာသနာတော်ကိုကဘာတိအောင်လုပ်ဖို့ကိစ္စကကိုကျင့်တရားပဲရှိတယ်။ကိုကျင့်တရားနဲ့ကဘာကိုတိအောင်လုပ်အောင်မှာဖြစ်တယ်ပေါ့။ ဒီအစာအုပ်တွေចောင်းကန်တွေဇီးတွေပထိုးတွေဆိုတာသူတို့စိတ်မဝင်စားဘူးဒါကသူတို့နိုင်ငံမှာပူပူတော့ပေါ်သေးတယ်သူတို့နိုင်ငံတွေကကိုရီးနိုင်ငံတက်အများကြီးတိုးတက်တယ်ဒါနေသူတို့စိတ်မဝင်စားဘူးအဲ့တော့သူတို့ကိုထေရဝါဒသာသနာဆိုတာဘလို့ဆိုတာကိုသိစေဖို့အတွက်ကကိုကျင်တရားပဲရှိတယ်ပေါ့ဒါကြောင့်မိမိတို့ဟာအဲ့လိုနိုင်ငံခြားသားတွေနဲ့တွဲပြီးအလုပ်လုပ်ရတဲ့အခါမှာလည်းပဲကိုကိုကျင်တရားကိုသူတို့သိအောင်လုပ်ရမယ်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ဘလောက်ထိဖះကိုဂျုံကြည့်တယ်လဲဖះရဲ့အဆုံးအမကိုလိုက်နာတယ်လဲဆိုတာကိုပြရမယ်ဘုဆုလို့အစ္စလမ်တွေကိုကြည့်ပါလားသူတို့ဘာသူတို့အယူမားတာမားတာပဲဒါပေမဲ့အတူယူစရာတို့မှရှိတယ်လीသူတို့ဘာသာဘလောက်တန်ဖိုးထားတယ်လဲကြည့်ပေါ့ရောက်တဲ့နေရာမှာသူတို့ဖျားဝှပြူတာတတိထားကြည့်ပါလားသူတို့ရိုးရရတို့မှာဆိုရင်လည်းဒါလေစိတ်တွေမှာတော့သူတို့အတွက်ဖျားပူးပြူခန်းနေလုတ်ပေးထားရတာလीအ လေစိတ်မှာတော့တို့ဘုရားချစ်ကိုတာအဲ့တော့ဘယ်နေရာရောက်ရောက်တို့ကရောက်တဲ့နေရာမှာဖြာလေးတစ်ချက်ခင်းပြီးတော့ဘုရားဝုပြုကြရတယ်အေးတို့ဘာသာပေါ်မှာတို့တို့ဒီတို့ဒီဘလောက်တိတန်ဖိုးထားနေဘလောက်တိအလေးထားနေဆိုတော့တို့ပြတာလားကဘာကြီးကိုတို့ပြတာနေတာပဲပေါ့ကဘာကြီးဘလောက်ပဲတိုးတက်နေတိုးတက်နေအစ္စလမ်မျိုးသမီးတွေအစ္စလမ်မျိုးသားတွေနိုင်ငံသားတွေကဘာပတ်ရင်တို့ယူနီဖောင်းကိုတို့မချုပ်ဘူးလေဘိုးကြောင့်အရှေ့ကြီးဝတ်ထားတယ်မျိုးသမီးတွေဆိုရင်လည်း ခေါင်းချုံလေးနဲ့ဝတ်ထားတာပဲမျိုးသမီးဆိုတာလှကျင်ပချင်တဲ့စိတ်ရှိမှာပဲလေဒါမှမဟုတ်သူတို့ဘာသာတရားကဆုံးမထားတဲ့အတိုင်းသူတို့တွေကဘယ်နိုင်ငံသွားသွားခေါင်းမီးချုံနဲ့ပဲသွားကြတယ်မျိုးသားတွေဆိုရင်လည်းဝတ်ယုံအရှိအဖြူကြီးဝတ်ပြီးသွားကြတာပဲအေးဒါသူပြောချင်တာကသူတို့မာရွေးနေတဲ့အယူဖြစ်နေသည့်တိုင်အောင်သူတို့ဘာသာပေါ်မှာသူတို့ဘယ်လောက်တည်းလေးထားတယ်လဲဆိုတော့ပြောပြတာဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာလည်းပဲ ။ဟာတငယ်ချင်းတွေကြောင့်သီလပြတ်သွားပါတယ်ဆိုတဲ့အစဉ်ချင်းမျိုးဟာမပေးသင့်တဲ့အစဉ်ချင်းမျိုးတစ်ခုဖြစ်တယ်ပေါ့။ဘလို့အချိန်လေးကိုပဲရောက်ရောက်ဘသူတွေနဲ့ပဲပတ်သက်ရပတ်သက်ရကိုယ့်ရဲ့ယက်တီချန်နယ်ကိုယက်တီရမှာဖြစ်တယ်ပေါ့။အခုဒီဒေသနာတော်မှာဘုရားကအဲ့ဒါပြောတာ။အမှားမှန်ကိုခွဲခြားသိမြင်တဲ့ပညာရှိတွေဟာလူမိုက်တွေနဲ့အတူတူပေါင်းသင်းဆက်ဆံသွားလာနေထိုင်ရပြီမယ်တဲ့။မကောင်းမှုကိုမလုပ်ကြပါဘူး။ဂျိုးကြာငှက်ဟာနွားနို့နဲ့ရေနဲ့ရောထားပြီမယ်။နွားနို့ကိုပဲရအောင်ဆုပ်ယူသွားတယ်ရေကိုခြံထားခဲ့တယ်။ ဒီတိုင်းပဲကြည့်ရမယ်ဆိုပြီးတော့ဘုရားကအဲ့ဒီလမ်းနှစ်သွယ်တရားဒေသနာတော်မှာဟောကြားတော်မူခဲ့တယ်ပေါ့ဒါကြောင့်ဒီနေ့လူချင်းများနေ့တကွာဓမ္မမိတ်ဆွေများလည်းပဲထေရဝါဒသာသနာတော်ကိုကိုကျင့်တရားဖြင့်ထင်ရှားစေရမည်ဆိုတဲ့ဒီဆောင်းပုဒ်ကလေးကိုနော်ဥထရေပတ်စင်ပြီးတော့အေးတို့ဟာဘုရားရဲ့သားတော်သမီးတော်တွေဖြစ်တဲ့အတွက်ကြောင့်ကိုကျင့်တရားကိုနော်ဘလို့အရှင်နေရောက်ရောက်ထိမ့်သိမ်းရမယ်ဆိုတဲ့ခံယူချက်မျိုးတွေထားပြီးတော့ဘုရားရဲ့အဆုံးအမတော်ကိုလိုက်နာကျင့်သုံးပြီးတော့ကဘာကိုတိအောင် ဗုဒ္ဓလူတော်ကြသာသနာပြန့်ပွားအောင်ကိုစီကိုစီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း